ဖြတ်ပြီးသားပုံကိုပြန်ယူနေတင်ပေးမယ်ဖြတ်ပြီးသားပုံဗီဒီယိုတွေကိုပြန်ယူချင်တဲ့ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါဒါနဲ့ကျွန်တော်တို့ application တစ်ခုကို download ဆွဲရမှာဖြစ်ပါတယ်နော်အဲ့ application ကို download ဆွဲဖို့အတွက် Play Store ထက်ကိုဝင်မယ် Play Store ထက်ကိုဝင်ပြီးဒီ source နေရာကိုနှိမ့်လိုက်မယ်နော်ဒီမှာ source ကိုနှိမ့်လိုက်မယ်ဒီမှာဆိုရင် find recovery လို့ရှာမယ်နော် find recovery လို့ပုံစံနဲ့ရှာမယ်နော် find recovery photo recovery ဒီလိုရှာမယ်ဟိုရှာပြီးရင်ကျွန်တော်တို့ဒီမှာ application တစ်ခုကို download ဆိုင်အောင်ဖြစ်ပါတယ်နော်ဒီမှာ application တွေအများကြီးလာတယ်ကျွန်တော်တို့ဒီ application ကို download ဆိုင်အောင်ဖြစ်ပါတယ်နော် 16MB ရှိရဲ့အဲ application ကို install လုပ်လိုက်ပါ okay ကျွန်တော်တို့ download ဆွဲပြီးပြီနော် okay download ဆွဲပြီးဆိုတော့ကျွန်တော် application tag ကိုဝင်သွားမယ်ဒီမှာနော် find recovery all recovery application tag ကိုဝင်လိုက်မယ် application နဲ့ဝင်ပြီးရင်ကျွန်တော်ဒီမှာခဏလေးဆောက်လိုက်မယ် loading เนาะကျွန်တော် wifi pp internet pp ကျွန်တော်တို့ဖွင့်ပေးရမှာဖြစ်ပါတယ်เนาะမဟုတ်ဝင်မရပါဘူးကျွန်တော်ဒီမှာ loading please wait ဖြစ်နေတယ်ခဏလေးဒီမှာဆောက်ရမှာဖြစ်ပါတယ် okay ကျွန်တော်ဒီမှာအလောက်ကိုနည်းလိုက်မယ်ပြီးရင်ဒီမှာဘာ blue စာယူခြင်းလဲเนาะဒီမှာ hindi ရှိရဲ့ဟိုကမြန်မာတော့မရှိဘူးเนาะထိုင်းလည်းရှိရဲ့เนาะကျွန်တော်ကဒီ english ကိုပဲယူခြင်းလိုက်မယ်ပြီးရင်အမန်ချိလိုက်မယ်ဒီမှာเนาะ โอเคသူကဒီလိုပုံစံပေါ်လာရင်ကျွန်တော်ဒီမှာ skip လုပ်လိုက်မယ်ပြီးရင်ကျွန်တော်က photo ကို recover ဆွဲချင်တဲ့ဆိုရင် photo recover တွေရေးလို့ရတယ်ကိုနေလို့ရတယ် video recover တွေဆွဲချင်တဲ့ဆိုရင် video recovery ကိုနေလို့ရတယ် audio ကို recover ဆွဲချင်တဲ့ audio recovery ကိုနေလို့ရနော်ဒါကကိုနဲ့သက်ဆိုင်တယ်ကျွန်တော်က photo ကို recover လုပ်ပြအောင်ပြလို့ photo ကိုနေလိုက်မယ်ဘယ်လိုနေပြီသူကအလောက်လုပ်ခိုင်းရနော် permission ပေးရမယ်နော်ဟုတ်ကဲ့ကျွန်တော်ဒီမှာ allow access to manage all file ဆိုတဲ့အကောက်လို့ဖွင့်လိုက်မယ် โอเคဖွင့်ပြီးရင်ကျွန်တော်ဒီကနေဒီဘက်ကိုပြန်သွားမယ်ခုနနေရာကိုပြန်သွားမယ်โอเคကျွန်တော်ဒီမှာ second all fine share second delete fine share เนาะကျွန်တော် second delete fine ကိုနေရာဖြစ်ပါเนาะဖြတ်ပြီးတာပုံတွေကိုပြန်ရှာနေပါတယ်ဒီမှာခဏလေးဆောက်လိုက်မယ်เนาะဒီမှာ file delete photo เนาะဒီမှာကျွန်တော်ခဏလေးဆောက်ပေးအောင်ဖြစ်ပါတယ်သူကဖြတ်ပြီးတာပုံတွေကိုရှာပေးနေပါတယ်ဒီမှာကျွန်တော်တို့ခဏလေးဆောင်းပေးရမယ်เนาะ โอเคဒီမှာရပြီเนาะဒီမှာကျွန်တော်တို့ဖြတ်ပြီးတာပုံတွေဒီမှာပေါ်လာပဲပြီးနေကျွန်တော်ဒီဖုန်းထက်ကနေဖြတ်ပြီးတာပုံတွေဖြစ်ပါတယ်เนาะဒီကောင်တွေကိုပြန်ယူချင်တယ်ဆိုရင်ယူလို့ရတယ်เนาะโอเคကျွန်တော်သူကအိမ်က all fight เนาะဒီကောင်ကိုအင်ဆွနေလိုက်မယ်ပြီးရင်သူက show thumbnail ရှိရဒီကောင်ကို show ပဲလုပ်လိုက်မယ်เนาะโอเคဒီမှာကျွန်တော်ဖြတ်ပြီးတာပုံတွေဖြစ်ပါเนาะဒီကောင်ကိုပြန်လို့ချင်တယ် gallery ထက်မှာပြန်ထက်ချင်တယ်ဆိုရင်တော့ဒီလိုပုံစံနဲ့နေရအောင်ဖြစ်ပါတယ်ဒီလိုပုံစံနဲ့နေပြီးရင်ကျွန်တော်ဒီအပေါ်မှာပဲဒီ cover ရှိရเนาะ အကောင်ကို၂ရောက်ဖြစ်ပါတယ်အကောင်ကိုနေပြီးခဏလေးဒီမှာဆောက်ရမယ်နော်ဒီက barring ဖြစ်နေရနော်ဒီမှာကြည့် line တွေတက်နေရနော်ဒီမှာခဏလေးဆောက်လိုက်မယ်သူက gallery ထက်ကိုချက်ချင်းပဲရောက်သွားအောင်ဖြစ်ပါတယ်ဒီမှာခဏလေးဆောက်လိုက်မယ်နော် okay ဒီမှာ find save to gallery နော်ကျွန်တော်ပြမယ် save မဖြစ်မဖြစ်ဆိုတဲ့အားကိုကျွန်တော်ပြမယ်ကျွန်တော် gallery ထက်ကိုဝင်သွားမယ်ဒီမှာနော်ဒီထက်မှာဒီမှာခုနကျွန်တော်လုတ်ထားရအောင်နော်ဒီမှာနော် ပေါ်လာပြီးနော်ဒီလိုပုံစံနဲ့ကိုဖြတ်ပြီးသားပုံလေးကိုပြန်အဓိကပါဆွဲလို့ရမှာဖြစ်ပါတယ်